ကိုကိုရီးယားမင်းသားလီမင်ဟွန်နဲ့တူအောင်မျက်နှာဖြစ်ဖြစ်ပေါ်ကုမ္ပဏီတွေကကန့်လန့်တာကိုခံရရကြောင်းပြောလာတဲ့စစ်နိုင်ပြီးဟာကိုသူ့ကိုကိုရီးယားမင်းသားနဲ့တူအောင်ခွဲစိတ်ဖြစ်ဖြစ်ပေါ်ကုမ္ပဏီတွေကအပြိုင်ကန့်လန့်မှုတွေရှိနေလို့ပြောလာသူကတော့စစ်နိုင်ပြီးအောင်ပါအလုံးတိကြတဲ့အတိုင်းစစ်နိုင်တရားဥဆိုတာကတော့နိုင်ငံကျော်ရုပ်ရှင်မင်းသားတီဟာတင်ဆိုရင်ဝိုင်းသူဆောင်မင်းသမီးကြီးဒေါ်စင်မာဦးရဲ့အသားပဲဖြစ်ပါတယ်။ဒါမှလည်းစစ်နိုင်တရားဥကဖခင်ဖြစ်သူတီဟာတင်ဆိုရဲ့ရုပ်ရင်နဲ့အမှုပညာအမွေရောမိခင်ဖြစ်သူဇင်မောင်ရဲ့ရုပ်ရင်နဲ့အမှုပညာအမွေကိုပါမရပဲရုပ်ဆိုးကြီးတန်သူပါ ပြည်ထောင်စုကရချောပေါ်လာပါတဲ့မိဘနှစ်ပိုင်းရုပ်ရည်အမွေအမှုပညာအမွေစာရတွေကိုဘာတစ်ခုမှမရဘဲနဲ့ရုပ်စုအကြီးတန်းရလဲစစ်နိုင်တရားကိုတနာကျူနာတက္ကအားပေးခြင်းကြတာဖြစ်ပါတယ်။ဒါမှမဟုတ်ခက်နေရကစစ်နိုင်တရားဝရဲ့သွားတွေပါကွန်ဆန်ရတာကြိုက်ပုံရတဲ့စစ်နိုင်တရားဝရဲ့သွားတွေဟာနေ့ရှင်လာများကွန်ဆန်ထားတဲ့အခြေအနေကြောင့်ကွန်ဂျိုအထက်ထက်တက္ကနီးရဲနေပြီးတော့ရုံစရာကောင်းနေရပါ။ဒါကြောင့်လဲပြည်ထောင်စုကစစ်နိုင်တရားကိုတန်ရှင်းလုပ်ဖို့တိုက်တွန်းနေကြတာပါ။ ချင်းနိုင်တရားကတော့ကွန်ကြီးတက်နေတဲ့သူ့ရဲ့သားတွေကိုတစက်ကလေးမှသွားတိုက်ဖို့မရှိဘူးလို့ဆိုရင်ချင်းနိုင်တရားကလို့ဆိုတော့ကိုပိုင်စတိုင်ရှိတယ်လို့လူတွေကသူ့ကိုကွန်ကြီးတက်တဲ့ခဝဝပုံစံလေးထဲမှာသဘောကျကြတယ်လို့လည်းချင်းနိုင်တရားကဆိုလာပါသေးတယ်ဥပမာရာဇာနေဝင်းဆိုရင်လည်းခြေကားရလက်ကားရပုံစံနဲ့သဘောကျကြလို့သူကလည်းချင်းနိုင်တရားဆိုပြီးတော့လူတွေကကွန်ကြီးတက်နေတဲ့ပုံကိုသဘောကျကြတာဖြစ်ကြောင်းဒါပေမဲ့လည်းသူ့ရဲ့ပုံစံကိုနည်းနည်းလေးမှတော့ပြောင်းလဲမှုမရှိဘူးလို့ချင်းနိုင်တရားကပြောလာတာပါ ခုဆိုရင်စစ်နိုင်တရားကိုနာမည်ကြီးရုပ်ရှင်ထုတ်လို့ရကုမ္ပဏီတွေကမီမင်ဟွန်နဲ့အတူအောင်မျက်နှာကိုခွဲစိတ်ပြုပြင်ဖို့ကံလန်းထားကြောင်းစစ်နိုင်တရားကိုရင်ကပြောခဲ့တာဖြစ်ပါတယ်စစ်နိုင်တရားကသူ့ကိုနာမည်ကြီးကုမ္ပဏီခုဆိုရင်သိန်း200လောက်ပေးကောင်ကိုရီးယားမင်းသားဂူဂျွန်မျိုးခေါ်လီမင်ဝန်နဲ့တူအောင်ခွဲစိတ်ပြုပြင်ပေးမယ်ဆိုပြီးတော့ကန်းလန်းလာတာလဲဆိုရင်ဒါမှလည်းစစ်နိုင်တရားကတော့လက်မခံခဲ့ဘူးလို့ဆိုရင်ဒါကလည်းစစ်နိုင်တရားရဲ့ပြောကြားချက်အရသဘာဝတိုင်းရှိနေတဲ့မျက်နှာကိုခွဲစိတ်ပြုပြင်တာမျိုးကအနေအများဆုံး အခက်မသိရင်မျက်နှာတစ်ခုလုံးပျက်စီးသွားကလူရုံမပေါက်တာမျိုးဖြစ်နိုင်တယ်လို့ပြောလာတာပါ။ကုမ္ပဏီတွေဘက်ကလည်းသူ့ကိုရုပ်ရှင်မင်းသားဖြစ်စေခြင်းလို့ကိုရီးယားမင်းသားဖြစ်အောင်ပြင်ပေးခြင်းပဲလေ။သူ့ဘက်ကတော့သဘာဝတိုင်းနေတာကိုသဘောကျတယ်လို့စစ်နိုင်တရားကခက်ချေချေလေးပဲပြောခဲ့ပါတယ်။သူ့ဟာပြင်ဆင်ထားတဲ့ plastic surgery မျက်နှာမျိုးထက်သဘာဝတိုင်းအသားမဲမဲသွားချစ်ခြင်း၊ကွန်းကျစ်တက်နေတဲ့သဘာဝပုံစံကိုပဲသဘောကျတယ်လို့ဆိုပါတယ်။ပရိသတ်တွေကလည်းသူ့ကိုဒီပုံစံတိုင်းပဲသဘောကျကြလာလို့သူ့အနေနဲ့ကိုရီးယားမင်းသားလီမင်ဟွန်နဲ့တူအောင်ခွဲစိတ်ပြုမြင်ဖို့မရှိဘူးလို့ပြောလာတာပါ။ ဇနီးတဲ့မှတ်ပြပြဟာဆိုရင်လည်းသူ့ရဲ့ချွေးနဲ့တင်းနေတာပဲဆိုပြီးတော့ခန်းစားတယ်လို့ရင်မွေးတော်မစဖို့လည်းစစ်နိုင်ပြအုပ်ကပြောလာတာပါဒါကြောင့်လည်းသူဟာတဘာဝမင်းသားဖြစ်နေတယ်လို့ဆိုပါတယ်ပြည်သက်တွေကတော့စစ်နိုင်တရားဟောနိုင်ငံကျော်ထိတ်တန့်ရုပ်ရှင်မင်းသားမင်းသမီးရဲ့မျိုးဆက်ဖြစ်တယ်လို့ငယ်စဉ်ခါကရွှေဘော်မြတ်တင်ချမ်းသာကြုံရတဲ့ဘောပိုင်ဆိုင်ထားခဲ့ပေမဲ့အခုကြီးလာတဲ့အချိန်မှာလောကရန်ရဲ့ခက်ကိုခါစီခံရလို့အခုချိန်မှာရုပ်ရှင်လောကရဲ့အားလုံးကစိတ်မနှံ့တဲ့အယူတရားလို့ဝိုင်းပြီးတော့အုံချတာခံရရလို့စစ်နိုင်တရားဟောအတွက်စိတ်မကောင်းဖြစ်နေကြတာပါ ထို့ဖြင့်တော့ထိတ်တဲမင်းသားကြီးတရားတင်ဆိုတဲ့စင်မာဦးတို့သားဟာပေါက်ပန်း40ပေါက်ကြရတွေပြောရင်လည်းမီဒီယာအတန်ရှင်ရှာနေတဲ့ဘဝကိုတနာခေနာတတ်နေတာပါဒီဗီဒီယိုလင့်ကိုကြည့်နေကြတဲ့ပရိသတ်တွေကရောကိုရီးယားမင်းသားလီမျောနဲ့တူအောင်ခွဲစိတ်ပြပြပေါ်ကမ်းလန်းခံနေရတဲ့စစ်နိုင်တရားအပေါ်မှာမိမိရဲ့အမြင်လေးရှင်နဲ့မှတ်ချက်ပေးသွားကြအောင်